ဗုဒ္ဓသာသမိတ်ဆွေများလုံးမင်္ဂလာပါဗုဒ္ဓသာသမိတ်တွေကဘဝတသက်တာမှာကြုံတွေ့ရမယ့်ကံစရာအဆိုးကောင်းနဲ့ကျွန်တော်နေဟောကြားပေးမှာဖြစ်ပါတယ်အဲ့ဒီခါမှာအကောင်းလောကရန်ရှိပါဘောနော်အကောင်းလောကရန်၄ပါးရှိတယ်အဆိုးလောကရန်၄ပါးရှိတယ်အဲ့တော့အကောင်းလောကရန်၄ပါးကတော့ယာတောတုခံပတန္တာလာဘောဆိုတဲ့အကောင်းလေးနှစ်ဖြစ်ပါတယ်ခြံခဲ့တဲ့လေးနှစ်ကတော့အာယာတောနော်ဒုက္ခအနိဋ္ဌာအလာဘောဆိုတဲ့အဆင်မပြေတဲ့နှစ်တွေပေါ့နော်အဲ့ဒါတွေကထားလိုက် အဘယ်နှစ်တွေစကောင်းလာမယ်ဆိုရင်ကောင်းကျိုးချမ်းသာဒုက္ခတွေရမယ်နှစ်တွေကပထမဦးဆုံးဘုရူသားသူတွေစကောင်းတဲ့တွေနှစ်ကတော့ဘဝအသက်ပြန်စရမျိုးတွေစီးပွားလက်လာပါတွေငွေကြေးကိစ္စတွေစအဆင်ပြေမဲ့နှစ်ကတော့အသက်20 28 36 54 52 60 68 86 84 62အဲ့ဒီနှစ်တွေကတော့ရောင်းတက်ရောက်တဲ့စဝင်လာဖြစ်တဲ့အတွက်เนาะ ဝိနည်းလည်းဟိုတိုင်ထိတ်မှရှိတယ်တော့ဘုရူသားသမီးတွေကအင်မတန်မှကောင်းတဲ့နေ့ဖြစ်ပါတယ်အဲ့တော့ငွေတွေဝင်လာတတ်တယ်နော်အကျွေးတွေပါပြီပြန်ရတယ်စောင်းမလို့ထင်ရတဲ့ငွေတွေပါတွေကဆက်ပြန်ဝင်လာတတ်ပါတယ်အလူတန်းတွေလည်းပြုလုပ်ရတယ်တဲ့ကားပိုင်းတွေပါကားတွေပါတွေဝင်လာတတ်တယ်နော်စီးစရာရင်းရထားတွေဝင်လာတတ်တယ်အဲ့လိုနေတဲ့ရောက်လာပြီဆိုရင်ကိုယ်ကအလေးမစားဖြစ်နေတဲ့သူတွေတော့ဒေးစားလာမယ်ကိုယ်ကပို့ပြီးတော့စုပ်ကောလက်ကောပွင့်လာတတ်တယ် လိုဝဲပြီးပြအဲ့လိုနဲ့တည်းရောက်လာရင်လူကကြည်ကောင်းလာတတ်တယ်အဓိကသတိထားမှာရာဟုသက်ရောက်တဲ့ရောက်လာပြီဆိုရင်ဘယ်နေသားလို့ဆိုလူမှုရေးကိစ္စအခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေရှုပ်လို့မရဘူးလူမှုရေးကိစ္စအခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေအရှုပ်အထွေးပြုလုပ်တယ်ဆိုရင်လက်တွေပိတ်သွားတယ်တင်ကံတွေနှိမ့်သွားတယ်ပါတယ်အဲ့တစ်ချက်ကတော့ဒါဂယုဆိုင်တတိထားမှာဖြစ်ပါတယ် အဲ့ဒီရောက်တဲ့ရောက်တယ်မှာဘုံလူသားတွေနေနေရမဟာဘုတ်တကျွဲနေနေနေရအနေငယ်အညံ့ခိုင်ဖြစ်နေပါတယ်မိမိရဲ့မြမမွေးတက်ကလေးကိုမြမအခုခုနှစ်နဲ့စားလိုက်လို့တကျွဲနဲ့ဘုံလူတွေတွေ့ကြတော့အနေငယ်အညံ့ခိုင်တွေမဆိုးတလောက်ဖြစ်ပေါ်တတ်ပါတယ်အဲ့လိုနေထဲရောက်လာပြီဆိုရင်ဘုံလူသားသမီးပေါ့နော်ဘုံက52နှစ်မှာဆိုရင်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ လေနဲ့ပတ်သက်တာတွေပါဒုက္ခပြည့်တဲ့ကိုတချမ်းသေးတာတွေပါဖြစ်တတ်တယ်52နှစ်မှာဂရုစိုက်ရမှာဖြစ်ပါတယ်ဂုံတိတ်ခါတွေပါတိကြိုက်တတ်တယ်အဲ့လိုမဖြစ်ဖို့အတွက်ကိုဘုံလူသားသမီး52နှစ်မှာအညက်ခိုက်ဖြစ်ပေါ်တတ်တယ်တနေ့နာနေ့ညနေပိုင်းမှာ3နိုင်လောက်မှာကြွေခရအဖြူတစ်လုံးနဲ့မှာ900အမွေ100ထက်ထည့်ပြီးတဲ့အခါမှာလောသွားအသားမဲတဲ့ကလာဖွေးတူကိုအဲ့ဒီကြွေခရအဖြူရောကွန်းနေကွန်းရွက်တွေရော ွန်းရအောင်လှူရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ထဲမှာကျန်တဲ့အသက်ပိုင်ချာကြောက်နေသူတွေဆိုရင်တော့ငွေတွေပါတယ်ဝင်လာတတ်တယ်ကိုကငွေမရှိဘူးဆိုတော့ကိုကိုပေးမဲ့ကမ်းမဲ့သူတွေပေါ်ပေါက်လာတတ်တယ်အဲ့တော့ကံတွေကောင်းမှန်နဲ့ကံတွေစကောင်းမှန်နဲ့ဖြစ်ပါတယ်ဘုရားရှင်တို့ဆိုရင်ဘုရားပုံတော်တွေကြွလာတတ်ပါတယ်အဲ့တော့ဒီနေ့ထဲမှာအညာခိုက်တွေဖြစ်ပေါ်နေတယ်ဆိုရင် ရက်သက်စေလူတွေအမှာဖြစ်ပါတယ်ဇေဒီတဆူဆူသွားပြီးတော့ရက်သက်စေလူတွေအမှာဖြစ်ပါတယ်ဖရာရုပ်ပွားတော်ရဲ့ရင်ဘတ်တော်မှာရွှေပြားဆန်တဲ့ပြားချပြီးလူတွေအမှာဖြစ်ပါတယ်လောကဝိသူဆိုတဲ့ကုံတော်ကိုအတိတ်ထံပတိစိတ်ပေးရမှာဖြစ်ပါတယ်ကြာပန်းအဖြူရောင်လူတွေပေးရမှာဖြစ်ပါတယ်နောက်ရွှေထီးနှက်လက်ကိုဖရာမှာကြက်ချေကန်လုပ်ပြီးတော့လူတွေပေးရမှာဖြစ်ပါတယ်ကမ္မပြီးတော့ ဘုံလူသားသမီးတွေစီးပွားတက်မဲ့နဲ့လုံးသမားအဆင်ပြေမဲ့နှစ်ကနောက်တစ်နှစ်ကတော့အသက်73,27,29,39,45,53,69,89,83နှစ်ဖြစ်ပါတယ်အဲ့ဒီထဲကျရောက်နေရင်တောက်ကြတက်ရောက်ဖြစ်တဲ့တော့စီးပွားရေးစကောင်းလာမယ်ကျမ်းမာရေးကတော့အနေငယ်အညံ့ခိုက်တည်းဖြစ်တတ်တယ်နောက်တစ်ချက်ကအဲ့တောက်ကြတက်ရောက်ထဲမှာစီးပွားတက်မဲ့ဆိုရင်နာမည်မှာဘုံလူနဲ့စပြီးတော့စနေနဲ့ဆုံးလာမျိုးဖြစ်တယ်နော် ရာလာဝါနဲ့စပြီးတာထရဏနာနဲ့ဆုံးထားတဲ့နာမည်ပါဒါမှမဟုတ်နာမည်မှာတာထရဏနာနဲ့စပြီးတော့ရာလာဝါနဲ့ဆုံးထားတယ်ဆိုရင်နာမည်ကနှိပ်ပြသွားမိတဲ့အတွက်အញ្ញမ်းခိုက်လေးတွေအနေချင်းဖြစ်ပေါ်တတ်ပါတယ်အဲ့လိုတောက်ပြတက်ရောက်ထဲရောက်လာရင်စီပေါ်တက်မယ်လုံးသမားလည်းအဆင်ပြေလာမယ်ယာတို့တို့လာမြေတွေပါတွေဝင်လာမျိုးတွေဆက်ပစ္စည်းဝင်လာမျိုးတွေဖြစ်လာမယ်အချက်တတိထားမှာတောက်ပြတက်ရောက်မှာရှောင်ရမယ်အချက်ကတော့ အာဓုဝိုင်းသွားတာမျိုးတွေနာရီလိုက်ပူတာမျိုးတွေရှောင်ရှားတင်တယ်။နောက်နာရီဝယ်တာမျိုးတွေမပြုတ်လို့တင်နာရီသူများလက်ဆောင်ပေးနော်မယူတင်ပါဘူး။နောက်နာအိမ်ပါနာရီအဟောင်းအပြက်ရှိရင်လည်းမထားတင်ပါဘူး။အဲ့တော့ခရီးဝဲတွေခရီးတို့တွေခရီးနည်းတွေသွားတတ်တယ်။အဆင်ပြေမယ်ကောင်းတဲ့ခရီးမျိုးတွေဖြစ်ပါလိမ့်မယ်နော်။ရာသီဥတွေတက်မယ်။အဲ့လိုနဲ့ထဲရောက်လာရင်ဘုံဘူးသားသမီးတွေနည်းနည်းက သုံးကျွေးပုံလူတွေဆိုရင်တော့အနည်းငယ်အညံ့ခိုက်လူတွေဖြစ်တယ်လေသုံးကျွေးဆိုရင်မမိုးတက်ကလေးကိုခုနှစ်နှစ်စားလိုက်လို့မဟာဘုသုံးကျွေးပုံလူတွေအနေနဲ့ကတော့ဒီတပိုင်းချမှာအညံ့ခိုက်လူတွေမဆိုးသလောက်ဖြစ်တယ်ပါတယ်အဲ့လိုအညံ့ခိုက်ကြုံတွေ့ရဗိုလ်လူသားသမီးတွေနဲ့ပြုလုပ်အောင်ရတဲ့အခါကိုယ့်ရဲ့ဗိုလ်လူနေတိုင်းအိယာရွှေ့ရမှာဖြစ်ပါတယ်နော်အစင်းရွမ်းပါတဲ့သူတွေကိုခရီးစိတ်ထောက်ပံ့ပေးရမှာဖြစ်ပါတယ်။အင်္ဂါနေ့တိုင်းစီထမဲငါးပွဲဖျားမှာလှူဒန်းပေးရမှာဖြစ်ပါတယ်။အုံသမီးအုံသီးမထက်ရပါဘူး။ အောင်ကြာသာပရင်းနေတိုင်းမုတ်စိန်းပေါင်း၃ပကံလူနာမိပါအုံးပြီးမထဲ့တင်ပါဘူးအဲ့တော့ကောင်းတဲ့နှစ်ငါစီးပွားတက်မဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်တက်မှန်ပြီးတော့ဘုံလူသားသမီးတွေအကောင်းဆုံးနှစ်တစ်နှစ်ဖြစ်တယ်တနေ့ဦးတွေတက်ရောက်အော်တနေ့ဦးတက်ရောက်ဒီဘုံလူသားသမီးတွေမွေးနံသည်တန်းစီတိုင်ထိတ်ဖြစ်တဲ့အတွက်အင်မတန်မှကောင်းပါတယ်ငွေကြေးလလပါတယ်တော့အိုးပိုင်အိမ်ပိုင်ရတာမျိုးတွေအလှူတန်းပြုတ်ရတာမျိုးတွေအိမ်တောင်ကျတာမျိုးတွေ ကြာရင်လည်းကောင်းသောကြာခြင်းဖြစ်မယ်နော်ရေရှည်တည်မြဲမယ်အဆင်ပြေမယ်နှစ်မျိုးဖြစ်ပါတယ်အဲ့ဒီအသက်ပိုင်းခြားဟာတော့တနည်းတော့တက်ရောက်ကြာရောက်တဲ့အသက်ပိုင်းခြားအသက်22 30 38 46 54 4 62 80 88 64ဖြစ်ပါအဲ့ဒီနှစ်ထဲကြာရောက်နေရင်အိုးပိုင်းပိုင်းတွေရတတ်တယ်အိမ်အောင်ကြာတာမျိုးတွေအိုးတဲ့အိမ်တွေဝင်တာမျိုးတွေကြုံတွေ့တတ်တယ်တစ်ချက်သတိထားမှာက မာဘုတ်ငါးကျင်းပုံတခုတွေနေနဲ့အထုံးပွားပုံတခုတွေနေနဲ့ကြတော့အញ្ញအခိုက်လေးတွေကြုံတွေ့ရတယ်။မြို့မြို့မှာမွေးတက်ကလေးခုနှစ်နဲ့စားလိုက်တော့ငါးကျင်းတယ်။ဒါပုံတခုဖြစ်တဲ့အတွက်အထုံးပွားဖြစ်နေတယ်။အထုံးပွားတွေအတွက်ကြတော့အနည်းငယ်အញ្ញအခိုက်လေးတွေကြုံတွေ့တဲ့အိမ်နွေးကိစ္စတွေအိမ်နောင်ကိစ္စတွေနော်။အဲ့ဒီထဲကြောက်နေလုပ်ငန်းတွေတိုးတက်လာမယ်။ဟိုယာရုတွေတိုးတက်တာမျိုးတွေကြုံတွေ့ရတယ်။စီးပွားရေးတွေလည်းကောင်းလာမယ်။လုပ်ငန်းတွေလည်း ိုစဉ်းစားထားတဲ့လုပ်ငန်းတွေလုပ်ဖြစ်အောင်လုပ်ပါအဲ့ဒီထက်ကြောက်နေတယ်ဆိုရင်အញ្ញမ်းခိုက်တွေကြုံတွေ့နေတယ်ဆိုရင်အဲ့ဒီကြောက်ရောက်နေတဲ့အတ္တပိုင်းချာမှာအញ្ញမ်းခိုက်တွေဖြစ်ပေါ်နေတယ်ဆိုရင်တနည်းဥတွေနေတိုင်းဇီတစုစုရဲ့တနည်းဥတွေထောက်မှာဖျောင်းနိုင်ပြီစီမီပဲပြီတက်စီလူလန်းမှာဖြစ်ပါတယ်အဘုံလူဦးနေတိုင်းရှောက်သီးတုပ်လူလန်းပြီပါနော်ဒါတနည်းဥတွေတက်ရောက်ရတဲ့အဖြစ်ပါတယ်နောက်ဘဲသားကိုအုံးလုံးနဲ့ချက်ပြီးတော့၄င်းချိန်တွေထည့်ပြီးဖုံးရောက်ပို့ပါအဲ့ဒါကိုလည်း တနေ့ဝင်လေးတော့မဟုတ်ဘူးဘူးနဲ့မှပြုလုပ်လို့ရပါတယ်။ထပ်မံပြီးတော့ဘူးဘူးသားကြီးအနေနဲ့အကောင်းဆုံးနဲ့ထီစူကြီးပေါက်တာတော့ငွေလေးထုတ်ထန်တဲ့ဝင်တာတော့ငွေလုံးရင်းဝင်တတ်တဲ့နှစ်တရင်းနာတက်ရောက်ထီတောက်ထီပေါက်တာမျိုးချဲပေါက်တာမျိုးပေါ့နော်။ကောင်းတဲ့နှစ်ကတော့ဘူးဘူးသားသမီးဒီလိုဆိုအသက်15နှစ်23 31 39 45 55 63 81 89 80ဖြစ်ပါအဲ့ဒီတဲကြအောင်နေရင် အလူတိုင်းတွေပြုတ်လောက်တတ်တယ်မင်္ဂလာကိစ္စတွေပေါ်တတ်တယ်နော်အဲ့တော့ငွေတွေအမွေရဆိုလိုမျိုးငွေတွေဝင်လာတတ်တယ်ထီပေါက်ချဲပေါက်ပဲရှိတယ်မဖြစ်ပါနဲ့အဲ့ဒီထဲမှာထီတွေပါတယ်ထိုးတင်နှစ်တူခွန်လို့ကဏ္ဍမျိုးပြပါတယ်ကဏ္ဍမျိုးရှာပြီးထိုးပါတချက်တိထားမှာ48နှစ်နဲ့50ခွန်နှစ်ကြာရောက်နေတဲ့ဘုံလူသားသမီးတွေကျမ်းပါရည်ညက်တဲ့ လူလိန်ခံရတတ်တယ်နော်၄၀ခွန်ရယ်50ခွန်ရယ်လူလိန်ခံရတတ်တယ်သူတစ်ပါးရဲ့မတော်မတရားပြောဆိုခြင်းကိုလည်းခံရတတ်တယ်၄၀ခွန်ရယ်50ခွန်ရယ်မှာအဲ့လိုအပြောခံရပြီဆိုရင်အရန်ခိုက်ကြုံတွေ့နေရဆိုရင်တင်းနာနေညနေ3နာရီမှာအသက်ကြီးကြီးကလမာကြီးတဝူကိုရှာပြီးတော့ငွေပေါင်းတစ်ထောင်ဒါမှမဟုတ်တသိန်းတစ်သောင်းတသောင်းတစ်ထောင်အဲ့လိုလူဒန်းရမှာဖြစ်ပါလေစက်တက်ကနန်းလူဒန်းပေးရမှာဖြစ်ပါအဲ့လိုနေတဲ့ကြားအောင်နေတဲ့အရန်ခိုက်ကြုံတွေ့နေတဲ့ ဒီပုံတစ်ခုပေါ့နော်ပုံလူတွေထဲမှာမှာနောက်တစ်ချက်ကမာဘုတ်6ကျွင်းပုံတစ်ခုရာသာဘွားပေါ့နော်6ကျွင်းရာသာဘွားပုံတစ်ခုတွေနေတာတင်းတာတက်ရောက်မှာအញ្ញခိုက်ကြုံတွေ့တယ်အဲ့လိုအញ្ញခိုက်ကြုံတွေ့ပြီဆိုရင်ကြာဘူး2ပွင့်တေစပန်6ပွင့်အဖះမှာကတ်လူပူဇော်မယ်နဂယုံဘုရားမှာထင်ကြခဲ့ဆက်တခဲကိုဆက်တခုဆက်ကုကတော်ထဲမှာထည့်ပြီးကတ်လူပူဇော်มาဖြစ်ပါတယ်။အမွေးနဲ့သာရှင်နဲ့တင်းနာတော့မှာရှိတယ်။ဘုရားဆင်းလူတော်ကြီးစ တရားစင်းလူတော်တင်းညာနေမှာရေတက်ပေးရမှာဖြစ်ပါတယ်အဲ့လိုပြုတ်လောက်မှာဆိုရင်အញ្ញန့်ခိုက်ပြီးပြေပြောက်သွားမှာဖြစ်ပါတယ်